ိုအားလုံးပဲမင်္ဂလာပါဈေးဘရောနေကျိုးဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်မြောက်ရီကနေဖះသုံးစုထိုင်းနိုင်ငံကကျွန်တော်ပူလီကိုဘယ်လိုသွားလဲဆိုတော့ရိုက်ပြတာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကားဆရာကမနက်ခုနှစ်နာရီမှလက်ကျိုးတော့ကျွန်တော်တို့မြောက်ရီကနေခုနှစ်နာရီမှထွက်ပြီးမော်လမြိုင်ကိုနေ့လယ်နှစ်နာရီမှရောက်တယ် ော်ဒီဘေးတောင်အောက်ရောက်နေပါပြီအရင်တော့ဆိုရင်မြောက်ဥတီနဲ့မော်ရမြိုင်က၃နိုင်နေနဲ့ရောက်တဲ့ခီးကအခုဆိုရင်တော့ဖြစ်တောင်ပေါ်လမ်းဟောင်းပိတ်တာတော့ကျွန်တော်တို့ငငယ်ကသွားရတဲ့တောင်ပေါ်လမ်းဟောင်းကနေသွားတော့အနည်းဆုံး၆နိုင်လောက်ကြာတယ်နေ့နဲ့၂နိုင်မှရောက်တော့ဖះသုံးစုသွားဖို့ကာရှာခဲ့ပြီမယ်လေကားကမမီတော့လို့မနေ့ဖြစ်မှသွားဖို့ဆိုပြီးတော့မော်ရမြိုင်မှာတညအိတ်လိုက်ရပါတယ်မော်ရမြိုင်မှာအိတ်ရင်းနဲ့ညဘက်အိတ်လို့ကလည်းမပြောတော့နဲ့ အချိန်တွေကလည်းပို့နေတယ်လေကျွန်တော်တို့မော်လမြိုင်မှာနာမည်အရန်ကြီးတဲ့ဖျားတွေကိုပို့ခဲ့ပါလိမ့်တယ်အဲ့ဒါနဲ့မနက်လို့တော့ဖျားသုံးစုခီးဆက်ခဲ့အားလုံးဖျားသုံးစုတော်မဲ့ကာစီတခုတည်းတည်းထားမှာကခေါင်းခမ်းမထိုင်ခေါင်းခမ်းမမထိုင်မဲအနောက်ခမ်းမထိုင်ပြီးတော့မဲ့ဆိုရင်တော့တလန်းလုံးဖုတ်နေတဲ့စီးရပါလိမ့်မယ် မနက်9နာရီကထွက်လာတာဖះသုံးစုကိုညနေ4နာရီမှာရောက်တယ်ရောက်တာနဲ့ဟိုးဘက်ကန်ကိုကူးတယ်ကူးပြီးတော့အမေအတိအတော်အိမ်မှာတွန်းနေရတယ်အလုံးပဲမင်္ဂလာပါဒီဆိုရင်တော့ဖြစ်ဘယ်လိုပြောမလဲဖျားတုံးစီပေါ့ဖျားတုံးစီရဲ့ထိုင်းပချံကိုရောက်ရှိနေပါပြီအဲမြောက်ဒီကထွက်လာတာဒီနေ့မှဆိုနှစ်ရက်ရှိပါပြီနှစ်ရက်ရှိပါပြီမော်လမြိုင်မှာတညအဲရတယ် ပြီးတော့ကိုဖျက်သုံးစီရောက်တယ်အမလေးညနေရာရောက်လင်းညနေရာရဲရောက်ချင်းမှာပဲဒီဘက်ကန်ကိုပူလာဖျက်သုံးစီရဒီထိုင်းမချန်လို့တော့ပြောတာထိုင်းမချန်ကိုပူလာတယ်လက်ပြင်းကြရင်တော့အမေလက်ကျုံပါဘောနော်အမေလက်ကျုံမှာပဲကန်ချနာပူလီတွားအောင်နောက်တစ်နေ့ရောက်တော့အမေလက်ကျုံမယ်ဆိုလို့ကျွန်တော်တို့ဆန်ခတ်စီမှာတော့စောင့်နေရတယ်။စောင့်ရင်းနဲ့ဘိုက်ကြီးရတဲ့ဆန်ခတ်နဲ့ကိုတိကိုလေးဝင်စားလိုက်ပါလား။ ြင်းလာနေဈေးလေးပါလေးပတ်ကြည့်လိုက်ပါလိမ့်တယ်အမေလူလည်းရောက်လာတော့အချိန်လေးလည်းရတာနဲ့စံခဈေးနာမွန်တရားဆိုတဲ့နေရာလေးကိုတွက်လိုက်ခဲ့ပါလိမ့်တယ် အားလုံးသိတဲ့အတိုင်းပဲမွန်တရားကမနှက်ခင်ဘက်တွေပဲစီရဖြစ်တဲ့အတွက်ကျွန်တော်တို့သွားတဲ့အချိန်မှာလူတယောက်မှမရှိပါဘူးအဲ့ဒါနဲ့ပဲဓာတ်ပုံလေးပါလေးလေးဗီဒီယိုဘက်လေးရိုက်ပြီးတော့ထပ်ပြီးတော့ခီးဆက်ခဲ့ပါတယ်မွန်တရားမှာတစ်ခုနှမဲ့ကြည်ရရှိတဲ့အားတော့ဟိုးအရင်ခစ်ကရေပေါ်မှာပုံလေးရဲ့မျိုးတွေရှိပါတယ်အဲ့ဒီမျိုးတွေကတော့ဒီဓာတ်ပုံလေးမှာပြရတဲ့အားလေးတွေပဲဖြစ်ပါတယ်မွန်တရားကိုလာမယ်ဆိုရင်တော့ဖြစ်ဒါလေးတွေလိုက်လေလာရမှာ ပို့ပြီးတော့အသက်ဝင်တယ်လို့တော့ပြောလို့ရမှာပေါ့ကမလီကလည်းဓာတ်ပုံရိုက်ပြီးဆိုလို့ဓာတ်ပုံလိုက်ရိုက်ပြီးလဲရပါသေးတယ်အဲ့ဒါနဲ့ပဲထပ်ပြီးတော့ခီးဆက်ခဲ့တယ်အဖို့ဘွားတော့နားရင်လည်းဘိုက်ကလည်းစားတာနဲ့လမ်းမှာတည့်တဲ့ KSC ကြကြဆိုင်ကိုဝင်စားလိုက်ပါလိမ့်ရဲ့ စားပြီးတာနဲ့နေမယ့်နေရာကိုသွားပါတယ်အမေတို့နေတဲ့နေရာမြင့်ရဲ့ဘေးနားမှာဖြစ်တဲ့အတွက်အရန်ကိုတာယာပြီးတော့နေလို့ကောင်းပါလေကဲနားလိုက်ပါဦးမယ်နော်အားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်နော်